ယူကရိန်းက F16 တိုက်လေယာဉ်အသစ်တွေရရှိလိုက်ပြီးဒါဟာရုရှားကိုတိုက်ခိုက်နိုင်စွမ်းနဲ့ပူတင်ရဲ့ပျက်စီးစေနိုင်တဲ့ဒုံးကျည်တဲ့ drone တိုက်ခိုက်မှုတွေကလည်းခုခံကာဝယ်နိုင်စွမ်းကိုတပြိုင်တည်းမြင့်တင်ပေးလိုက်ပါတယ်။ F16 တွေထက်ရောက်လာတာဟာပူတင်ကသူ့ရဲ့စစ်ပွဲကရန်သူကိုပင်ပန်းနှွမ်းနေစေမယ်လို့မျှော်လင့်ထားတဲ့အချိန်မှာယူကရိန်းရဲ့လေကြောင်းချိန်ချောက်မှုကပိုအားကောင်းလာတာကိုပြသနေပါတယ်။ဒီ F16 တွေရောက်ရှိလာတဲ့တဲ့တင်ကိုပထမဆုံးချိန်ယူကရိန်းသမ္မတဇယ်လန်စကီကမက်ရှလာ20ရက်နေမှာထုတ်ပြန်ခဲ့ပါတယ်။ မက်လာ19ရက်နေ့ကသတင်းတောက်တင်တဲ့စကားပြောရင်ကသူဟာအမေရိကန်ထုတ် F16 တိုက်လေယာဉ်တချို့ယူကရိန်းကိုရောက်ရှိလာပြီလို့ပြောခဲ့ပေမဲ့အတိအကျဘယ်နှစီရောက်လဲဆိုတာတော့မပြောခဲ့ပါဘူးဇယ်လန်စကီက F16 တွေထက်ရောက်လာပါပြီရုရှားတွေကသူတို့ပြစ်ချလိုက်တယ်ဆိုပြီးလိန်နေကြပါတယ်သူတို့ဘာမှပြစ်ချလိုက်တာမဟုတ်ပါဘူးသတင်းကောင်းကတော့ F16 တွေယူကရိန်းကို ရောက်လာပြီဆိုတာပဲလို့ပြောခဲ့ပါတယ်ဒါပေမဲ့ရုရှားတွေက F16 တစ်စီးကိုပြစ်ချလိုက်ပြီလို့ဆိုနေကြပါတယ် ဇယ်လန်စကီးနဲ့ရုရှားကထွက်လာတဲ့သတင်းအချို့အရဆိုရင်ဒါဟာဖြစ်နိုင်ပါတယ်။ UNN သတင်းဌာနကဆိုရင်ရုရှားစစ်ဘက်ဆိုင်ရာဘလော့ဂါတွေကယူကရိန်းရဲ့ဆူမီဒေတာပေါ်မှာ F16 တစ်စီးကိုပစ်ချလိုက်ပြီးဆိုတော့မှားရတဲ့သတင်းတွေကိုမျှဝေနေကြတယ်လို့ဆိုပါတယ်။ဒီဘလော့ဂါတွေကယူကရိန်းလေယာဉ်ကို S400 ဒုံးလက်နက်စနစ်နဲ့ပစ်ချလိုက်ပြီးဒီဖြစ်ရပ်ကိုရုရှားရဲ့ Su-35 တိုက်လေယာဉ်တွေကမီးမောင်းထိုးပြလိုက်တယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒါဟာမှန်ကန်တဲ့သတင်းမဟုတ်ပါဘူး။ UNN ကဆိုရင် Ukraine လေတဲ့ရဲစစ်သားတွေလုတ်တဲ့နေကြားဆိုတဲ့ Telegram channel ကရုရှားသတင်းကိုချက်ချင်းပဲဖော်ထုတ်လိုက်ပါတယ်။ S400 နဲ့หนีသွားတယ်။ဒါပေမဲ့လွတ်သွားပါတယ်လို့ဒီ channel ကကြီးသားခဲ့ပါတယ်။ Ukraine လေတဲ့ပြောရေးဆိုခွင့်ရှိသူ Yuri Ignat ကလည်း F16 ဟာရုရှားရဲ့ S400 ကိုရှောင်နိုင်ခဲ့ပါတယ်လို့အတည်ပြုပြောဆိုခဲ့ပြီးယူကရိန်းရဲ့တိုက်လေယာဉ်တွေဟာရုရှားတပ်တွေရဲ့နေရာတွေကိုအောင်မြင်စွာတိုက်ခိုက်နေတယ်လို့ပြောခဲ့ပါတယ်။ ဒါကြောင့်ပူတင်ရဲ့အဖွဲ့ကနေလိန်ယာမှုတွေထပ်ထွက်လာတာအံ့ဩစရာမဟုတ်ပါဘူး။ပူတင်ကသူ့လူတွေကိုယူကရိန်းလီဒါကပူအားကောင်းလာတယ်ဆိုတာမပြောချင်ပဲယူကရိန်းကို F system တွေပို့ပေးတာဟာတိတ်အရေးမကြီးဘူးလို့ပြသဖို့ယူကရိန်းလေယာဉ်စီးကိုပြစ်ချလိုက်ပြီလို့လိန်နေတာပါ။ရုရှားရဲ့ S400 ဒုံးလက်နက်စနစ်ကသူ့အလုပ်ကိုလုံနေပြီ။ယူကရိန်းရဲ့ F system တွေဟာအသုံးမဝင်ဘူးလို့ပူတင်ရဲ့အပေါင်းအပါတွေကဆိုနေကြပေမဲ့တကယ်တော့ဒါဟာမမှန်ပါဘူး။တကယ်အမှန်တရားကတော့မက်ရှလာ19ရက်နေ့က F16 တွေထက်ရောက်လာတာဟာယူကရိန်းကိုပို့ပေးတဲ့နောက်ဆုံးချိန်တစ်ခုပါပဲဒီလေယာဉ်တွေဟာဆိုဗီယက်ခေတ်ကကြံရိုက်ခဲ့တဲ့လေယာဉ်တွေဖြစ်ပြီးယူကရိန်းဟာရုရှားဖက်ဒရေးရှင်းရဲ့အစိတ်အပိုင်းဖြစ်ဖြစ်ခဲ့တဲ့အချိန်တုန်းကလေယာဉ်တွေပါလေယာဉ်များကြီးဆုံးရှုံးရတာဟာယူကရိန်းရဲ့ရုရှားကိုလေကြောင်းတာသီးရယူဖို့စံနာကိုကြီးမားစွာထိခိုက်စေခဲ့ပါတယ်ယူကရိန်းဟာဒီလေယာဉ်တွေနဲ့နေမြေတစ်ခုလုံးကိုလုံခြုံအောင်မလုပ်နိုင်ခဲ့ဘူးရုရှားမကျူးကျော်ခင်ကကလေးကလေယာဉ်အရေအတွက်မလုံလောက်ခဲ့ဘူးဒါပေမဲ့ဒီလောက်မြန်မြန်ဆုံးရှုံးရတာဟာ ယူကရိန်းကိုမြေပြင်တပ်တွေကိုအားပေးဖို့လေကြောင်းအသာစီးအနည်းငယ်လောက်တောင်ဖန်တီးဖို့ခတ်ခဲစေခဲ့ပါတယ်။မက်ရှလာ၁၉ရက်နေ့က F16 တွေထက်ရောက်လာတာနဲ့အတူဒီမတိုင်ခင်ရောက်ရှိခဲ့တဲ့ F16 တွေဟာဒီအခြေအနေကိုပြောင်းလဲသွားစေဖို့ရည်ရွယ်နေပါတယ်။ဘာလို့လဲဆိုတော့ F16 တွေယူကရိန်းကိုရောက်ရှိလာတာဟာတကယ့်ကိုအရေးကြီးတဲ့ကိစ္စဖြစ်လို့ပါပဲ။ F16 ရဲ့စံတတ်မှတ်ချက်တွေစံတတ်မှတ်ချက်တွေကပထမဆုံးအဖြေကိုပေးပါတယ်။ American လေတပ်ရ F16 Fighting Fighting Falcon ဟာ Comcadet တစ်ခုဖြစ်ပြီးမျိုးစုံအသုံးပြုနိုင်တဲ့တိုက်လေယာဉ်တစ်စီးဖြစ်ပါတယ်။ American လေတပ်က F16 ကိုလေကြောင်းတိုက်ပွဲနဲ့မြေပြင်ပစ်ခတ်မှုတွေမှာစွမ်းဆောင်ရည်မြင်မာတဲ့တိုက်လေယာဉ်ဖြစ်ချီးကျူးထောပနာပြုပါတယ်။ဒါအပြင် F16 ဟာတခြား American တိုက်လေယာဉ်တွေဖြစ်တဲ့ F35 တို့နဲ့ရှင်ရင်ဈေးနှုန်းသက်သာပြီးလေကြောင်းစစ်ဆင်ရေးအများစုကိုလှုပ်ဆောင်နိုင်တဲ့စွဲဆောင်သုံးတိုက်လေယာဉ်တစ်စီးဖြစ်ပါတယ်။ F16 တွေဘာလို့ယူကရိန်းအတွက်အရေးကြီးတယ်ဆိုတာကို လေရင်ရဲ့စံတမတ်ချက်တွေကနေပိုပြီးနားလည်နိုင်ပါတယ် F16 တစ်စီးဟာ19,900ပေါင်အလေးချိန်ရှိပြီးအများဆုံးပြန်တန်းနိုင်တဲ့အလေးချိန်က3,8500ပေါင်ဖြစ်ပါတယ်ဒါကြောင့် F16 ဟာတာဝန်တစ်ခုအတွက်လောင်စာလက်နက်နဲ့ပစ္စည်းကိရိယာတွေကိုပေါင်2000နီးပါးအထိတင်ဆောင်နိုင်ပါတယ်လောင်စာအကြောင်းပြောရမယ်ဆိုရင် F16 မှာလောင်စာတွင်းတူလောင်နက်ပမာဏကပေါင်9000ရှိပြီး အပြင်ဘက်လောင်သာတိုင်ကီနှစ်ခုတက်စင်ရင်12000ပေါင်အထိတိုးနိုင်ပါတယ်ဒီလောင်သာတွေနဲ့ Pratt and Whitney F100 PW 220 229အင်ဂျင်ဒါမှမဟုတ် General Electric F110 GE 100 129အင်ဂျင်တွေကို F16 ရဲ့မျိုးကွဲပေါ်မူတည်ပြီးတက်ဆင်နိုင်ပါတယ်။ဒါကြောင့် F16 ဟာတနာယူကို1500မိုင်အထိပြန်တန်းနိုင်ပြီးအတန်ထက်နှဆမြန်ပါတယ်။ F16 ရဲ့အများဆုံးပြန်တန်းနိုင်တဲ့အကွာအဝေးက 2002မိုင်ဖြစ်ပြီး2002မိုင်ဖြစ်ပြီး Ukraine တွက်ရုရှားရဲ့အဓိကပစ်မှတ်တွေကိုတိုက်ခိုက်ဖို့လုံလောက်ပါတယ်။ဒါအပြင် F16 ဟာပင်လယ်ရင်မျက်နှာပြင်အထက်ပေ9000အထိပြန်တက်နိုင်ပါတယ်။ဒါရီအားလုံးကအတော်လေးမိုက်ပြီး F16 ရဲ့လက်နက်တင်ဆောင်နိုင်စမ်းက Ukraine တွက်တကယ့်ကိုအကျိုးကျေးဇူးကြီးမာပြီးရုရှားတွက်ကြီးမားတဲ့ချိန်ချောင်းမှုတစ်ခုဖြစ်ပါတယ်။ F16 တွေမှာမြေပြင်ပစ်မှတ်တွေကိုဘုံကျဲဖို့ပေါင်2000ဘုံနှလုံးနဲ့ ၄ချောင်းချင်းချောင်းမှုတွေကိုကာဝယ်ဖို့ AIM9 နဲ့ AIM120 ဒုံးကြီးနှစ်မျိုးနှစ်ခုစီကိုတက်ဆင်ထားပါတယ်။ဒါအပြင်20 mm M61A1 အမြောက်နဲ့ကြည်စံ900ကျော်ကိုလည်းတက်ဆင်ထားပါတယ်။ယူကရိန်းဟာ F system တွေကိုဒုံးကြီးတွေနဲ့ electronic စစ်ပွဲစနစ်တွေကိုကာကွယ်ပေးနိုင်တဲ့ပစ္စည်းတွေကိုပါတက်ဆင်နိုင်ပါတယ်။ဒါကြောင့် F system ဟာရုရှားရဲ့ electronic စစ်ပွဲစနစ်တွေကိုခြေဖြတ်နိုင်ပြီးလက်နက်တွေကိုအနှောက်အယှက်မဖြစ်စေနိုင်ပါဘူး။ F16 ဟာဒေါ်လာ14.6တန်းကနေ18.8တန်းအထိကုန်ကြပြီးမျိုးကွဲပေါ်မူတီကဈေးနှုန်းကွာခြားနိုင်ပါတယ်။ F16 ဟာစွမ်းအားကြီးတဲ့စက်ရန်တရားတစ်ခုတမကမျိုးစုံအသုံးပြုနိုင်တဲ့တိုက်လေယာဉ်တစ်စီးလည်းဖြစ်ပါတယ်။ဒီအထက်ကတစ်ခုကတော့ကာဝယ်ရေးပါပဲ။ F16 တွေယူကရိန်းကိုရောက်ရှိလာကြတဲ့ကဇယ်လန်စကီးကရုရှားရဲ့လေတောင်းချင်းချောင်းမှုတွေကိုရှော့ချဖို့အသုံးပြုခဲ့ပါတယ်။ဒါကို2024ခုနှစ်ဩဂုတ်လမှာ F16 တွေပထမဆုံးရောက်ရှိပြီးနောက်ချက်ချင်းပဲတွေ့ရပါတယ်။ ်ဩဂုတ်လ26ရက်နေ့မှာရုရှားကယူကရိန်းကိုဒုံးကျည်နဲ့ဒရုန်းလေယာဉ်များစွာပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ဒါဟာပူတင်ရဲ့တပ်တွေအတွက်ပုံမှန်လုံရုပ်လုံစင်တစ်ခုဖြစ်ပြီးရှေ့တန်းနောက်ကလေကြောင်းကနေယူကရိန်းနေရာတွေကိုဘုံကျဲပြီးမြေပြင်တပ်တွေကလူအစုလိုက်တိုက်ခိုက်မှုတွေနဲ့ချင်းကပ်တာပါ။ဒီတိုက်ခိုက်မှုဟာပူတင်အတွက်အနည်းငယ်အောင်မြင်မှုရခဲ့ပြီးယူကရိန်းရဲ့ကာဝယ်ရေးကိုဖျက်ချော်ပြီးလူ၅ဦးသေဆုံးကအရေးကြီးအဆောက်အအုံတချို့ပျက်စီးခဲ့ပါတယ်။ ဒါပေမဲ့ F16 တွေယူကရိန်းကောင်းကင်မှာစောင့်ကြပ်မနေခဲ့ရင်ဒီတိုက်ခိုက်မှုကပိုဆိုးရွားနိုင်ပါတယ်။ဒီ F16 တွေကရုရှားရဲ့အဓိကပြစ်မှတ်တွေကိုပြစ်မှတ်ထားတဲ့ဒုံးကျည်နဲ့ဒရုန်းတွေကိုပစ်ချပြီးပူတင်ကသူ့လိုချင်တာတွေအားလုံးကိုမရစေခဲ့ပါဘူး။ဒီအချိန်ကလေးကယူကရိန်းလေယာဉ်မှုတွေဟာ F16 ရဲ့ကာကွယ်ရေးစံရည်တွေကိုပိုကောင်းအောင်အသုံးပြုတတ်လာပါတယ်။2025ခုနှစ်ဇန်နဝါရီလ9ရက်နေ့မှာယူကရိန်းလေတပ်ကသူတို့ရဲ့လေယာဉ်မှုတအူဟာ တချိန်ထဲမှာ Russia Cruise ဒုံးကြီး6စီးကိုပစ်ချပြီးကာဝေးမှတန်းသစ်တင်ခဲ့တယ်လို့ကြေညာခဲ့ပါတယ်။ဒီတာဝန်ကိုဒီဇင်ဘာလ13ရက်နေ့မှာလှုပ်ဆောင်ခဲ့တာဖြစ်ပြီး Russia က drone 200နဲ့ဒုံးကြီး94စီးကိုတပြိုင်တည်းပစ်ခတ်ခဲ့ပါတယ်။ Ukraine leader ပြောရေးဆိုခွင့်ရှိသူ Yuri Ignat ကအမည်မဖော်လိုတဲ့လေယာဉ်မှုနဲ့တွေ့ဆုံခဲ့မှာ American တွေတောင် main လုံနိုင်တာကိုမယုံကြည်ကြဘူးလို့ပြောခဲ့ပါတယ်။လေယာဉ်မှုက Stingan ကနေပစ်လိုက်တာနဲ့ပေါက်ကွဲမှုတစ်ခု ပြီးတော့နောက်ထပ်ပေါက်ကွဲမှုတစ်ခုကြားလိုက်ရပါမယ်။နောက်ဆုံးမှာဒုံးကျည်နှစ်စီးဖြစ်နေတာကိုသိလိုက်ရတယ်လို့သူ့ရဲ့လှုပ်ဆောင်ချက်တွေကိုရှင်းပြခဲ့ပါတယ်။ဒီမှတ်တမ်းတင်လောက်တဲ့ကာကွယ်ရေးလှုပ်ဆောင်ချက်ကနေရလဒ်တစ်ခုကိုရခဲ့ပါတယ်။ယူကရိန်းဟာ F-16 တွေကိုပိုကောင်းအောင်အသုံးပြုပြုတ်တက်လာပြီးတော့အမေရိကန်လေယာဉ်မှူးတွေကိုတော့အံ့အားသင့်စေခဲ့ပါတယ်။ဒါဟာပူတင်အတွက်သတင်းစိုးတစ်ခုပါပဲ။ဇန်နဝါရီလတုန်းကယူကရိန်းမှာရှိတဲ့ F-16 အရေးအတွက်နည်းနည်းနဲ့တော့ကာကွယ်ရေးအတွက်ဒီလောက်ထိရောက်မှုရှိခဲ့ရင် မက်ရှလာမှာ F16 တွေထက်ရောက်လာတာဟာရုရှားအတွက်ဘာကိုဆိုလိုတာလဲရုရှားရဲ့ဒုံးကျည်တဲ့ drone တွေပိုပြီးပြစ်ချခံရမှာပါယူကရိန်းဟာ F16 တွေကိုသူ့နယ်မြေကာဝယ်ဖို့အတွက်တမကရုရှားကိုတိုက်ခိုက်ဖို့အတွက်ပါအပြည့်အဝအသုံးပြုနေပါတယ်ဒါကို Force ရဲ့စစ်ရေးသတင်းထောက် David X က February 28ရက်နေ့မှာရေးသားခဲ့တဲ့စောင်းပါးမှာဖော်ပြခဲ့ပါတယ်သူကပြောတာကယူကရိန်းရဲ့ F16 တွေဟာသူတို့ရဲ့တပ်တောင့်တပ်သားရှိတဲ့နေရာကနေထွက်လာပြီလို့ဆိုပါတယ် ပထမလအနေငယ်အတွင်းမှာကာကွယ်ရေးအတွက်သာအဓိကလှုပ်ဆောင်နေပေမယ့်အခုတော့ရုရှားနေရာတွေကိုတိုက်ခိုက်ဖို့အတွက်အသုံးပြုဖို့ပိုပြီးတက်တောင့်တတာရှိလာပါတယ်ယူကရိန်းလေတပ်ရဲ့ Lockheed Martin F-16 တိုက်လေယာဉ်တွေဟာယူကရိန်းကို၃နှစ်ကြာကျူးကျော်တိုက်ခိုက်နေတဲ့ရုရှားရဲ့မိုင်းရှေ့ရာရှိလျားတဲ့ရှေ့တန်းတစ်လျှောက်မှာရုရှားတပ်တွေကိုပြစ်မှတ်ထားတိုက်ခိုက်နေပါတယ်။ယူကရိန်းဟာ F-16 တွေကိုမတူညီတဲ့လက်နက်တွေနဲ့တိုက်ပွဲတွေကိုဆင်လွှတ်နေတယ်ဆိုတာကိုဗီဒီယိုတွေကပြသနေပါတယ်။ ယူကရိန်းရဲ့ F16 ချို့ဟာယူကရိန်းနဲ့အရှေ့ပိုင်းအနေအများတဲ့နေရာတွေမှာစောင့်ကြပ်နေပြီးကာကွယ်ရေးလှုပ်ဆောင်ချက်တွေအတွက် AIM-9 နဲ့ AIM-120 ဒုံးကျည်တွေကိုတပ်ဆင်ထားပါတယ်။အခြား F16 တွေကတော့ဘုံကျဲတိုက်ခိုက်ရေးတာဝန်တွေအတွက်စေလွတ်နေပြီး250ပေါင်အလေးချိန်ရှိတဲ့ဘုံသေးသေးလေးရှစ်လုံးနဲ့ ALG-131 Electronic စစ်ပွဲစနစ်ကိုတပ်ဆင်ထားပါတယ်။ဒါအပြင်လေကြောင်းမှမြေပြင်ပစ်ခတ်နိုင်တဲ့ဒုံးကျည်လေးစီးနဲ့လောင်စာတိုင်ကီနှစ်ခုကိုပါတပ်ဆင်ထားပါတယ်။ ဒါကြောင့် F16 တွေဟာရုရှားရဲ့ရေဒါတွေမြေပြင်ကနေလေကြောင်းကိုပစ်ခတ်နိုင်တဲ့ဒုံးကျည်အားပြင်းစနစ်တွေကိုအနှောက်အယှက်ပေးနိုင်ပါတယ်။ David X ရဲ့အဆိုအရဒါဟာပူတင်အတွက်ပြဿနာတစ်ခုဖြစ်လာပါတယ်။ယူကရိန်းက F16 တွေပထမဆုံးရရှိချိန်မှာအရေးအတွက်အရန်နေနေတာကြောင့်ဇလန်စကီးကစွန့်စားရမယ့်လှုပ်ဆောင်ချက်တွေမလုပ်ချင်ခဲ့ပါဘူး။သူက F16 တွေကိုကာကွယ်ရေးအတွက်သာအသုံးပြုခဲ့ပြီးရုရှားနေရာတွေကိုလေကြောင်းကနေတိုက်ခိုက်ဖို့အတွက်တော့မစဉ်းစားခဲ့ပါဘူး။ အကြောင်းကတော့ယူကရိန်းမှာ F16 အရေအတွက်အရန်နေနေတာကြောင့်လေရင်တစည်းတောင်ဆုံးရှုံးဖို့မတက်နိုင်ခဲ့ပါဘူးမက်ရှလာ19ရက်နေ့က F16 တွေထပ်ရောက်လာတာနဲ့အတူယူကရိန်းဟာ2024ခုနှစ်ဩဂုတ်လမှာ F16 6ဆင်းရရှိပြီးနောက်တတရမြောက် F16 တွေရရှိလာခဲ့ပါတယ်အခုဆိုရင်ယူကရိန်းဟာစွန့်စားပြီးရှေ့တန်းနဲ့ခြေတန်းနောက်ကရုရှားနေရာတွေကိုတိုက်ခိုက်နိုင်ပါပြီအခုဆိုရင်ယူကရိန်းရဲ့ F16 တွေဟာ ပူတင်ရဲ့လေကြောင်းပြူဟာကိုအရင်ကထက်ပိုပြီးချိန်ချောက်လာနိုင်ပါပြီ။ပူတင်အတွက်ပိုဆိုတာက F16 တွေရဲ့သဘောထားပါပဲ။ The Economist ကပြောတာက F16 တွေဟာရုရှားကိုတိုက်ရိုက်ချိန်ချောက်နိုင်တဲ့အပြင်ကြီးမားတဲ့ချိန်ချောက်မှုတစ်ခုလည်းဖြစ်ပါတယ်။ F16 အစ်တတွေရောက်လာနေပြီမဲ့ Ukraine မှာ F16 အရေးအတွက်ရုရှားစစ်တပ်ကိုအနိုင်ရဖို့အတွက်မလုံလောက်သေးပါဘူး။ဒါပေမဲ့ F16 တွေရောက်လာတာဟာ Ukraine အတွက်အောင်ပွဲတစ်ခုဖြစ်ပါတယ်။ ပူတင်ရဲ့စရေးချဲ့ထွင်မှုကိုစန့်ကျင်တဲ့နိုင်ငံလေးနိုင်ငံဖြစ်တဲ့ Netherlands, Norway, Belgium နဲ့ Denmark တို့က F system တွေကို Ukraine ကိုပို့ဆောင်ပေးနေပါတယ်။ဒါဟာသူတို့ကိုယ်တိုင်ကိုရုရှားကနေတွဲဝိုက်ပြီးကာကွယ်နေတာဖြစ်တယ်လို့ဥရောပရဲ့ကြံတဲ့နိုင်ငံတွေကလည်း Ukraine ရဲ့လေကြောင်းချင်းချောက်မှုကိုအားဖြည့်ဖို့အချက်ပြနေတာဖြစ်ပါတယ်။စွီဒင်ကလည်း F16 နှစ်စီးကို Ukraine ကိုပို့ဆောင်ဖို့2024ခုနှစ်မေလမှာကြေညာခဲ့ပါတယ်။ Kiev ကိုရောက်ရှိလာနေတဲ့ F16 တွေတာမှာက ယူကရိန်းဟာအမေရိကန်ထုတ် F-16 တွေကိုအရန်ထိရောက်အောင်အသုံးပြုနေတာကြောင့်ပြင်သစ်ကလည်းသူတို့ရဲ့တိုက်လေယာဉ်တွေကိုယူကရိန်းကိုစတင်ပို့ဆောင်နေပါပြီ။ယူကရိန်းက F-16 တွေရဲ့တတိယမြောက်ပို့ဆောင်မှုကို ဖေဖော်ဝါရီလမှာလက်ခံရရှိချိန်မှာပြင်သစ်ထုတ် Mirage 2005တိုက်လေယာဉ်တချို့ပါရောက်ရှိလာခဲ့ပါတယ်။ဒီလေယာဉ်တွေဟာ F-16 တွေနဲ့ရှင်နိုင်ပြီးအတန်ထန်း1.2ဆမြန်နှုန်းနဲ့ပြန်သန်းနိုင်ကပေ9000အထိမြင့်တက်နိုင်ပါတယ်။ ဒါအပြင်ရုရှားရဲ့ electronic စစ်ပွဲနည်းပြူဟာတွေကိုကာကွယ်ဖို့ radar တွေနဲ့ဒုံးကျည်လက်နက်တွေကိုပါတပ်ဆင်ထားပါတယ်။ဒါဟာပူတင်အတွက်အရန်ဆိုးရွားတဲ့သတင်းပါပဲ။မနေ့ကလေးကသူကယူကရိန်းကို F16 တွေတဖြည်းဖြည်းချင်းပို့ဆောင်မယ်လို့ထင်ခဲ့ပြီးရုရှားကဒီလေယာဉ်တွေကိုကောင်းငင်ကနေပစ်ချနိုင်မယ်လို့ယုံကြည်ခဲ့ပါတယ်။အခုဆိုရင်ယူကရိန်းကဒီစွမ်းအားကြီးတိုက်လေယာဉ်တွေကိုပုံမှန်ရရှိနေပြီးမတ်လမှာပို့ဆောင်မှုကဖေဖော်ဝါရီလပို့ဆောင်မှုကနေတလအတွင်းမြန်မြန်ရောက်ရှိလာပါတယ်။ ရုရှားဟာတခြားဥရောပထုတ်တိုက်လေယာဉ်တွေကိုပါရင်ဆိုင်နေရပါတယ်။ယူကရိန်းကာကွယ်ရေးဝန်ကြီးရော့စတန်မာရော့ဖ်ကဖေဖော်ဝါရီလမှာပြောခဲ့သလိုပဲဒီခေတ်မီတိုက်လေယာဉ်တွေဟာယူကရိန်းကိုရောက်ရှိပြီးဖြစ်ပြီးမကြာခင်မှာတိုက်ပွဲတော်ဝင်တွေကိုစတင်လှုပ်ဆောင်မှာဖြစ်ကကျွန်တော်တို့ရဲ့ကာကွယ်ရေးကိုအားဖြည့်ပေးပြီးရုရှားရဲ့စစ်ရေးချဲ့ထွင်မှုကိုထိထိရောက်ရောက်တုံ့ပြန်နိုင်ခြင်းကိုမြင့်တင်ပေးမှာဖြစ်ပါတယ်လို့ဆိုပါတယ်။ဒါဟာဥရောပကပူတင်ကိုသူ့တပ်တွေကိုယူကရိန်းကနေထွက်သွားဖို့အချိန်တန်ပြီလို့ပြောနေတဲ့သတင်းစကားပါပဲ။ သူတို့မထွက်သွားရင်ပိုပြီးမြပြတဲ့တိုက်လေယာဉ်တွေရောက်လာနိုင်ပါတယ်။အခုဆိုရင်ယူကရိန်းလီဒါဟာတလားထက်တလားပိုအားကောင်းလာနေပြီဆိုတာသိတာနေပါပြီ။မက်ရှလာမှာ F16 တွေထပ်ရောက်လာတာဟာဒီအင်အားကိုပုံမဖြည့်ပြီးပြီးတော့ပုံမအားဖြည့်ပြီးပြီးတော့ယူကရိန်းကိုကာကွယ်ရေးနဲ့တိုက်ခိုက်ရေးမှာပုံမရွေးချယ်စရာတွေပေးလာပါတယ်။ဒါပေမဲ့ယူကရိန်းနဲ့သူ့ရဲ့ F16 တိုက်လေယာဉ်တွေအတွက်စိန်ခေါ်မှုတချို့ရှိနေသေးပါပဲ။ဒီစိန်ခေါ်မှုတွေတက်ကတခုကတော့ American ပြည်တော်စုပါပဲ။ Business Insider ကပြောတာက Ukraine ရဲ့ F-16 တိုက်လေယာဉ်တွေဟာ American သမ္မတ Donald Trump ရဲ့စစ်ပင်ငြိမ်းရေးညှိနှိုင်းမှုတွေမှာမတိမငြိမ်ဖြစ်နေတဲ့ပုံစံကြောင့်အန္တရာယ်ရှိနိုင်တယ်လို့ဆိုပါတယ်။ဒီဆောင်မှာထွက်ရှိချိန်မှာ American က Ukraine ကိုစစ်ရေးအကူအညီနဲ့ထောက်လှမ်းရေးသတင်းဖလှယ်မှုတွေကိုယာယီရန်နာထားခဲ့ပါတယ်။ဒါပေမဲ့ Zelensky နဲ့ Trump တို့ရဲ့စစ်ပင်ငြိမ်းရေးညှိနှိုင်းမှုတွေအပြီးမှာဒီရနာမှုကိုယုံသိမ်းလိုက်ပါတယ်။ဒါပေမဲ့အစောပိုင်းရနာမှုက Ukraine အတွက်စိတ်ဝင်စားစရာမေးခွန်းတချို့ထွက်ပေါ်စေခဲ့ပါတယ်။ ယူကရိန်းရဲ့ဥရောပမဟာမိတ်တွေမှာ F16 တွေပိုရှိနေပြီမဲ့ Trump ကနောက်ထပ်ရန်နာမှုတစ်ခုပြန်လုပ်ရင်သူကဒီမဟာမိတ်တွေကို F16 တွေထပ်မပို့ဖို့တားမြစ်နိုင်သလားဒါဟာဖြစ်နိုင်ခြေရှိပါတယ် Business Insider အရဆိုရင် American က F16 တွေရဲ့အပိုပစ္စည်းတွေကိုထောက်ပံ့မှုရလာရင်ယူကရိန်းရဲ့ F16 တွေတဖြည်းဖြည်းနဲ့အသုံးဝင်တော့ပဲဖြစ်သွားနိုင်ပါတယ် Zelensky ရဲ့လက်ရှိအလုပ်ကတော့ Trump ကိုသူ့ဘက်ကရက်တရအောင်လုံနိုင်သမျှလုပ်ဖို့ပါပဲ။ ဖေဖော်ဝါရီလ28ရက်နေ့ကဇယ်လန်စကီနဲ့ထရန့်တို့ရဲ့အပြင်းထန်တွေ့ဆုံပွဲဟာအခုဆိုရင်ဝေးကွာသွားပြီလို့ခံစားရပါတယ်။အခုမက်ချ်လ20ရက်နေ့အထိသူတို့နှစ်ဦးဟာတိုးတက်မှုတွေရှိနေပါတယ်။ဇယ်လန်စကီဟာစစ်ပြင်းကြီးရဲ့အတွက်ထရမ့်နဲ့အတူလှုပ်ဆောင်နေသေးဖြစ်ပြီးသူကဒီငြိမ်းချမ်းရေးဟာမဖြစ်နိုင်ဘူးလို့ယုံကြည်နေပုံရပါတယ်။ဒါပေမဲ့ဒီလိုလှုပ်ဆောင်ခြင်းအဖြစ်ဇယ်လန်စကီကပူတင်ကိုထရမ့်ရဲ့စိတ်ထဲမှာစစ်ပွဲကိုစတင်သူအဖြစ်ပုံဖော်နိုင်ပြီး အမေရိကန်က F16 တွေပို့ဆောင်မှုကိုအနှောက်အယှက်မဖြစ်စေဖို့တရားစီပါတယ်။ဒါပေမဲ့ F16 တွေနဲ့ပတ်သက်ပြီးစိန်ခေါ်မှုတချို့လည်းရှိနေပါတယ်။ Bachelor 17ရက်နေ့မှာ Ukraine က F16 တွေနောက်ထပ်ရရှိကန်ဒီချိန်မှာ Military Watch Magazine က Ukraine leader အတွင်းကအချို့သောသူတွေဟာ F16 တွေနဲ့စိတ်မချေတဲ့ကြောင်းဖော်ပြခဲ့ပါတယ်။ Yuri Ignat က Ukraine ရဲ့ F16 တွေဟာရုရှားရဲ့ Su-35 တွေနဲ့တိုက်ရိုက်ရှင်ပြိုင်မှုမလုံလောက်ဘူးလို့ပြောခဲ့ပါတယ်။ ဒါဟာ F16 တွေရဲ့စွမ်းဆောင်ရည်ကြောင့်မဟုတ်ပဲယူကရိန်းမှာရှိတဲ့ F16 တွေဟာစနစ်အဟောင်းတွေဖြစ်နေလို့ပါပဲယူကရိန်းမှာရှိတဲ့ F16 တွေရဲ့ပြုပြင်ပြောင်းလဲမှုတွေဟာလေကြောင်းတိုက်ပွဲမှာအချင်းချင်းရှင်ပြိုင်မှုမလုံလောက်ပါဘူးကျွန်တော်တို့မှာမြေပြင်ကနေလေကြောင်းကာကွယ်ရေးစနစ် electronic စစ်ပွဲစနစ်နဲ့လေယာဉ်တင် radar တွေလိုအပ်ပါတယ်ဒါအပြင်လေယာဉ်ပေါ်က radar နဲ့လေကြောင်းမှမြေပြင်ပစ်ခတ်နိုင်တဲ့ဒုံးကျည်တွေလည်းအရေးကြီးပါတယ်လို့ ignat ကပြောခဲ့ပါတယ်ဒါပေမဲ့ဒါဟာ app system တွေကိုအသုံးမပြုနိုင်တော့ဘူးလို့မဆိုလိုပါဘူး app system တွေရဲ့ထိရောက်မှုကို မြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်ဒါအပြင် Ukraine ဟာ app system တွေဟာရုရှားရဲ့အဆင့်မြင့်ဆုံးလေယာဉ်တွေနဲ့ဓာတ်ရိုက်ရှင်ပြိုင်မှုမဟုတ်ဘူးဆိုတာကိုသိထားပါတယ် app system တွေကိုဘယ်လိုအသုံးပြုရမလဲဆိုတာ Ukraine ကစက်ပြီးညံရင်ညံသွေးသုံးဖို့လိုအပ်ပါတယ်အခုဆိုရင် app system အစ်စ်တွေရောက်လာတာနဲ့အတူ Ukraine ဟာရုရှားရဲ့မြေပြင်နေရာတွေနဲ့လေယာဉ်တွေကိုပို့ပြီးတိုက်ခိုက်နိုင်ပါတယ် F16 တွေဟာရုရှားရဲ့လေယာဉ်တွေကိုကောင်းကောင်းတုံ့ပြန်နိုင်ပါတယ်။အချိန်ကြာလာတာနဲ့အများယူကရိန်းဟာ F16 တွေကိုပိုထိရောက်အောင်ပြုပြင်ပြောင်းလဲမှုတွေလုပ်နိုင်လာမှာပါ။ပူတင်တွက်ကတော့ဒါဟာစိုးရိမ်စရာပါပဲ။ F16 တွေပိုရောက်လာတာနဲ့အများယူကရိန်းဟာသူ့ရဲ့တပ်တွေအတွက်ပိုပြီးကြီးမားတဲ့ချိန်ချောင်းမှုဖြစ်လာပါတယ်။ပူတင်တွက်ပိုဆိုးတာကမက်ရှလာမှာ F16 တွေရောက်လာတာဟာအဆုံးသတ်မဟုတ်သေးပါဘူး။ဥရောပမဟာမိတ်တွေကလည်း F16 တွေထက်ရောက်လာအောင်ပါပါ။ မတ်လ19ရက်နေ့မှာ F16 တွေထပ်ရောက်လာတာနဲ့ပတ်သက်ပြီးဘာတွေထင်ပါသလဲယူကရိန်းကဒီတိုက်လေရင်အစ်စ်တွေကိုပူတင်ရဲ့စရိတ်ချဲ့ထွင်မှုကိုတုံ့ပြန်မှုဘလို့အသုံးပြုမလဲ F16 တွေဟာရုရှားတပ်တွေကိုစစ်မျက်နှာတစ်လျှောက်ဖျက်ဆီးနိုင်မယ်လို့ထင်ပါသလားအားလုံးကိုကျေးဇူးတင်ပါတယ်